လည်း obligation ဖြစ်တဲ့အဓိကအကြောင်းလို့ပြောလို့ရတယ်ဘောနော်အာ internship program တွေလည်းရှိရဲနောက်ပြီး advance တွေလည်းအမြင်လုပ်ပေးရပေါ့နော်ဆင်းပါပါရှင်ညီမနာမည်ကတော့တဲ့ရည်ဒီကျော်ဖြစ်ပါတယ်ညီမက LM International College မှာ BSc in Business Management နဲ့ဘောရထားတဲ့အကြောင်းတစ်ပေါင်းတရားဖြစ်ပါတယ်အခုလက်ရှိမှာတော့1922 closes လို့ခေါ်တဲ့ Ghetto Bee Store ကိုကိုယ်တိုင်ဖြစ်နေပါတယ်ရှင်အာတစ်ဖက်မှာဆိုရင်လည်း sign အတွက်ပေါ့နော် customer ရဲ့တောင်းဆိုချက်အရ local branding ထုတ်ဖို့လည်းပြင်ဆင်နေပါတယ်ရှင် စင်မှုဖြစ်တာကတော့တမျိုးဝင်ကျင်လောက်ပဲရှိဦးမယ်။အဲဒါပြင်အလုပ်လုပ်ဖြစ်တာကတော့ကျောင်းတက်ရလို့ဖြစ်တာဆိုတော့သုံးမျိုးဝင်ကျင်လောက်ပဲရှိပြီပေါ့နော်။အဲ့ဒါကလည်း LVU ရွေးချယ်ဖြစ်တဲ့အဓိကအကြောင်းလို့ပြောလို့ရတယ်။အဲ LVU မှာကျတော့အလုံးစုံဝင်ကျောင်းတက်တဲ့ကျောင်းဝင်ကျောင်းသားတွေအတွက်ဦးတည်ဒီကံမနောကိုအဆင်ပြေလို့ရွေးချယ်ပြီးတော့တက်ရောက်လို့ရတယ်လို့မျိုးပဲ online offline လည်းကိုအဆင်ပြေလို့ပေါ့နော် campus မှာပြသချင်တယ်တက်လို့ရတယ်လို့ campus မှာတောင်းတက်နိုင်တဲ့နေ့ရေးဆိုရင် online ကနေပြီးတော့ဒီ form ချင်လေးကိုလိုက်တာတည်းလို့ရတယ် မမရဆိုရင်ညီမက international school တခုမှာလုပ်လို့တော့အောင်ဆိုရင် full time တော့အာ9နိုင်ရနေ9နိုင်ဒီလုပ်လို့ရအဲ့အဲ့လိုအချိန်မျိုးမှာဆိုရင်ဒီတခြား university ဆိုရင်အချိန်ပေးဖို့အရင်ခက်ခဲတယ်ပေါ့ဒါပေမဲ့ LPU မှာကျတော့ program တွေကဥယျာဉ်မြို့ကကိုအစီအစဉ်လို့ခွဲပြီးတက်လို့ရတယ်တကယ်လို့ဒီမှာ weekend class ကို try ခဲ့အဲ့အကြောင်းမျိုးလည်းတစ်ဖက်မှာအလုပ်တွေအလုပ် experience တွေအများကြီးရတယ်လို့ပြောပေါ့နော်အာတစ်ဖက်မှာဆိုရင်အเจ้าကိုအချိန်နောက်နေပဲလေအเจ้าပြီးခဲ့လို့ပြောပေါ့ အမျိုးဆိုတဲ့တော့ကတော့အနည်းငယ်များတော့ခက်ခဲရှိခဲ့ပေါ့နော်။အားလုံးချက်ပြင်းအများရှိပေါ့။ဆိုတော့အားရီကိုလည်းညီမကဖမကနေပြီးတော့ဖြည့်ပြီးပြီးတော့ကောင်းမွန်တဲ့ပိုပြီးတော့ကောင်းမွန်တဲ့ business type ဖြစ်အောင်ကြိုးစားနေပေါ့။အဲဒီ LBU မှာညီမကျောင်းသက်သွားဆိုရင်တော့ဒီ bachelor program ဖြစ်တဲ့အတွက်ကြောင့်လို့၃နှစ် semester 6ခု professor ရှိနေတင်ကြရတယ်ပေါ့နော်။ဆိုတော့ဟိုအခက်ခဲတွေဖြစ်လာတဲ့အချိန်မှာဆိုရင်ဒီတိုင်းဘာလို့လို့လို့ရမလဲမသိဘူး။ဘာလို့ရမလဲမသိဘူး။အဲအဲ့လိုပုံစံမျိုးမဖြစ်နေဘဲနဲ့အာတခုခုဆိုရင်ခေါင်းထဲကနေပြီးအရင်ထွက်လာတယ်တခု လိုဖြည့်ရှင်းနေကောင်းတယ်ဘလိုဖြည့်ရှင်းလို့ရမယ်ပေါ့နော်။ဒါဆိုဒီအကြောင်းမှဆိုရင်သင်ခဲ့တဲ့သင်ရစာရေးထဲမှာဆိုရင်အာ problem solving skills တွေကတော့ပြီးရင်ဒီတကယ်ဖြစ်လာတဲ့ case study တွေလည်းသင်ခဲ့ရဆိုတော့လေတကယ်ကိုအပြင်မှာလက်တွေ့ကြုံကြုံရတဲ့အချိန်မှာဆိုရင်အာ အရင်ခက်ခဲတာမျိုးမရှိဘဲနဲ့ပေါ့နော်ဒီ academy education မှာပေးရတဲ့ပညာရေးတွေကိုအပြင်မှာလက်တွေ့အပိုင်းလုံးနိုင်ခဲ့လို့ပြောမှာပြီးတော့အဲဒီမှာဒီလို business tool ရဲ့ပေါ့နော်စီးပွားရေးဝန်ထမ်းတွေတွေထားရမှာဆိုရင်လည်းအာကိုကဒီများနဲ့မတူအောင်ဘယ်လိုမျိုး chicken share လုပ်အောင်လဲပြီးရင်ဒီကိုယ့်ရဲ့ business ကိုပို့ပြီးတော့အဲထမ်းပို့ပြီးတော့ကောင်းအောင်ပေါ့နော် BTP ဘယ်လိုချိတ်ဆက်အောင်ဖြေစားချစ်တဲ့ဖြစ်အဲအဲ့လိုမျိုး tips တွေကိုလည်းဒီမှာအများကြီးသိခဲ့ရတယ်ပေါ့နော်လက်တွေ့နဲ့သုံးချပြပါတယ် အာညီမကအကြောင်းကတော့ဒီ campus မှာတက်ပြီးတက်ဖြစ်ပုံပေါ့နော် online ကနေပြီးတော့အဓိကတက်ခဲ့အဲဒါပေမဲ့ online ကတက်ခဲ့ရမှာပဲဒီ gathering မျိုးလုပ်တဲ့အချိန်မျိုးတွေမှာ fresh all account မျိုးလုပ်တဲ့အချိန်မျိုးတွေမှာဒါမှမဟုတ်ဘူးဆိုခီးရတူထွက်ကြတဲ့အချိန်မျိုးတွေမှာဆိုရင်အာဒီတငယ်ချင်းတွေနဲ့အတူတူပေါ့နော်စစ်စစ်လုံးရှိပြီးတော့အရင်ပြုတ်ရှင်ခဲ့ရအဲအဲ့ဒါအပြင်ညီမတို့အဲ့ဒီ assignment တွေလိုစာလုပ်ကြတဲ့အချိန်မျိုးတွေမှာဆိုရင်လည်းအာတကယ်ချင်းနေတယ်ပေါ့နော်တယောက်နဲ့တယောက်စာရေးဆွေးနွေးကြရတဲ့အချိန်မှာအဲစာအတူတူလုပ်ခဲ့ရတဲ့အဲအဲ့ဒီအပိုင်းမှာညီမတို့အမှတ်ရအတိုင်းဖြစ်ခဲ့တာ ့ LP ရဲ့အဓိကအတာချက်ကဒီမှာရှိမှလည်းပြောခဲ့သလိုပဲပေါ့နော် LP မှာဆိုရင် weekday weekend campus online ကိုအဆင်ပြေလို့ရေးချက်ပြသက်ရလို့ရတယ်။အာပြီးတော့ LP မှာဆိုရင်ငွေကြေးအဆင်ပြေရဲ့အကြောင်းသူကျောင်းသားတွေအတွက်လည်း founders ရဲ့ scholarship program လည်းရှိရပေါ့နော်။အဲ့ဒါအပြင်ဘာသာကျောင်းသားတွေအနေနဲ့အာ free class တွေပေါ့နော် free class တွေအာကျောင်းစီစဉ်ပြီးရဲ့ certificate တန်းတွေကိုလည်းအလိုမခကျေးဇူးပေးချင်လို့ပဲ try လုပ်ရမယ်ပေါ့နော်။ အခုလက်ရှိကျောင်းတက်နေတဲ့ကျောင်းသားကျောင်းသူတွေကိုပါချင်တာပြောချင်တာတော့ပေါ့နော်အာကျောင်းမှာဆိုရင်အာဒီအတန်းပညာအပြင်ပေါ့နော်အာ internship program တွေလည်းရှိရဲနောက်ပြီး advanced တွေလည်းအမြင်လုပ်ပေးရပေါ့နော်ဆိုတော့အဲ့လိုခါမျိုးတွေမှာဒီကိုကအာကျောင်းတက်တဲ့ assignment အောင်ချင်တယ်အဲ့လိုပုံစံမျိုးနဲ့ပဲကျောင်းတက်တာမျိုးမဟုတ်ဖိနေကျောင်းကနေလုပ်တဲ့ activities တွေ advanced တွေနောက်ပြီးရင်အာတခြားသော internship program တွေအဲ့ဒါကိုလည်းဝင်ပြီးတော့ပါဝင်စီချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့မှာကျောင်းတက်ရင်းနဲ့လည်း experience တွေအများကြီးရတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုကတကယ်လုံ င်ငန်းခုမျိုးဝင်တဲ့အချိန်မှာဆိုရင်အများကြီးအထောက်အကူဖြစ်တယ်။ကိုကအာဒီဘယ်ပိုင်းတယောက်အနေနဲ့အလုပ်ဝင်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုရင်ကိုက own business လုပ်ချင်လို့အာကိုကိုရိုင်းပေါ့နော်ကိုစီးပွားရေးကိုကိုလုပ်လို့ပဲဖြစ်ဖြစ်ပေါ့နော်။အဲ့ဒီမှာရခဲ့တဲ့အာတင်ငန်းစာတွေကအများကြီးကိုရဲ့အလုပ်ငန်းမှာအထောက်အကူဖြစ်တယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်လို့အာဒီចောင်းចောင်းတက်ရင်းနဲ့အဲចောင်းကပြီးရဲ့စာတွေလည်းလုပ်ရင်းနဲ့အเจ้าမှာရှိတဲ့ activities တွေကိုလည်းပါဝင်စေချင်ပါတယ်ရှင်။ညီလိုက်ကြပါရှင်။